တုံးပွဲဆက်ရှုံးတာတဲ့ဂျိုးကြလေးတို့ကိုထပ်မံဆုံးမသွားအောင်မယ်ခင်ယူနိုက်တက်ဘရင်းတော်အားလုံးပဲမြင်လာပြန်ရှေးအိုင်ဘတ်ကိုရှေးကအွန်လိုင်းအချင်းကနေအားလုံးကိုပြန်လဲဂျိုးလိုက်ပါရင်လက်ပေါင်းတို့ကတော့ဒီလိုအချိန်နေဆိုးနေတဲ့အချိန်ခင်ယူနိုက်တက်တို့နဲ့တွေ့တာကကန်ဆိုးတယ်လို့ပဲပြောရမှာပါတခင်ကြီးတို့မညာမတာတီးထုတ်ပြီး 7C ရလက်ကိုလန်စားချေသွားနိုင်မလားစောင့်ကြည့်ရမှာပါလက်ပေါင်းတင်အားနောက်ပိုင်းပွဲတွေမှာအတော်လေးကိုရလက်ဆိုးနေတဲ့အသင်းဖြစ်ပြီးတုံးပွဲဆက်ရှုံးပွဲတွေ့ထားတာဖြစ်ပါရင်အရင်လိုနောက်ကျကြက်ကိုတွေမရတော့တဲ့နောက်ပါလက်ပေါင်းတို့ချိန်မှန်ပေါ်လာခဲ့လို့ပြောရမှာပါ ရှေဝဲတွေမှာတုန်းကလေဘာတို့ဟာအမှန်ရောနိုင်တဲ့ပွဲစဉ်တွေအများကြီးရှိခဲ့ပေမဲ့ပွဲပြီးကန်တွေမှာကိုရရသွားတဲ့အတွက်နိုင်ဝဲတွေဆက်နေတာဖြစ်ပါရင်ဘောဘကိုတင်ကြဆဲဆဲဖြစ်နေချင်းနောက်ဆုံးမိနစ်အပိုင်းခြားမှာအခြေစာကနိုင်ကိုတွင်ပေးတယ်။နျူကာဆယ်ကိုတင်ကြဖို့ရှိခဲ့ပေမဲ့ပွဲကစားချိန်မိနစ်90ပြည့်လို့အချိန်ပေါ်10မိနစ်မှာနိုင်ကိုရရင်အာဆင်နယ်ကိုလည်းတင်ကြနိုင်ပေမဲ့ဖရီကစ်ကနေနောက်ဆုံးမိနစ်နိုင်ကိုရရင်ဗန်လင်အတ္တီကိုမန်ထွေးတိုးကိုလည်းထိုးတူပါပဲ။ဒီလိုမျိုးအမှတ်တွေရောနိုင်နေပေမဲ့နောက်ဆုံးမိနစ်ခြားမှာဂိုးတွေရရသွားတာကလေဘာကိုနိုင်ဝဲဆက်နေစေတာဖြစ်ပါရင် တံမက်ကိုစောစီကလေးကကိုပြန့်အသွင်းထားနိုင်တာမျိုးလဘာဘူးပမာရှိသလိုပွဲကိုအပြည့်ပြည့်ကစားနိုင်စွမ်းနဲ့ကင်းမဲ့နေတာဖြစ်ပါရင်နောက်ကြကိုလေးဆိုတာမျိုးကပွဲတိုင်းမြေတိုင်းရောက်ဖို့မျှော်လင့်လို့နေရတာမျိုးမဟုတ်ပါဘူးဒီလိုနဲ့နောက်ကြကိုလေးမရတော့တဲ့အချိန်ကြောင့်လဘာဘူးတို့ဇာတိစပြလာတာဖြစ်ပါရင်ဒါတော့မှခွေးဆယ်ပဲလေးကိုလဘာဘူးတို့နောက်ကြကိုနဲ့တေးချမလို့ဖြစ်လိုက်ပါသေးတယ်ပဲလေးကလဘာဘူးကိုသူ့ဖော်တဲ့ဆေးသူ့ပြန်ကျွေးလိုက်ပြီးနောက်ကြကိုနဲ့ပြန်နိုင်လို့သွားလို့တာမကန့်ပတ်နိုင်ခဲ့တာပါ ချယ်ဆီနဲ့ပွဲမှာလည်းလေဘာဘူးတို့နောက်ကျကုန်းနဲ့ထန်ရှုံးပေးခဲ့ရပြန်တာဖြစ်ပါရင်အခုတော့တိုင်းပတ်နေတဲ့လေဘာဘူးတို့သခင်ကြီးမန်ယူနဲ့တွေ့ပါပြီ။ဒါပေမဲ့တခုရှိတာက United တို့အလိုမလိုဖို့လိုတာပဲဖြစ်ပါရင်တကယ်တော့ Man City နဲ့တုန်းကလည်း Man City ကရှေ့မှာရှုံးပွဲတွေဆက်နေတဲ့အသင်းပါ။ဒါပေမဲ့ United နဲ့တွေ့မှာပဲနိုင်ပွဲပြန်ရသွားခဲ့ပြီးလမ်းကြောင်းမှန်ပေါ်ကိုပြန်တက်သွားခဲ့တာဖြစ်ပါရင်အဲ့လိုမျိုးဖြစ်ဖို့တော့တေချာပေါ့လိုအပ်မှာဖြစ်ပါရင်နိုင်ငံတကာရဲတပ်ပတ်နားခဲ့တာ MOR အတွက်ပြင်ဆင်ချိန်ကောင်းကောင်းရမှာပါ။နောက်ဆုံးသုံးပွဲမှာ United ရဲ့ရလဒ်ကတော့နှစ်ပွဲနိုင်တစ်ပွဲရှုံးထားတာဖြစ်ပါရင်ဒီအားဒီမှာပုံစံကောင်းပြနေတဲ့ Chelsea နဲ့ Sunderland နှစ်သင်းကိုနိုင်ထားတာပဲဖြစ်ပါရင် ဒီဘောက်ဘက်ကဒန်ယားကစားမများပြနေပြီးအလီဆင်း၊ဂရမင်ဘက်၊အန်ဒိုတို့ပါဝင်လာဖို့မသေးကြပါဘူး။ယူနိုက်တက်ကတော့မာဇာရီကလည်းလူစုံတက်ဆုံအခြေအနေမှာရှိပါရင်ဆက်ကူကလည်းနောက်ဆုံးလက်ပွဲဆက်ဂိုးသွင်းထားနိုင်တာမို့ဒီဘက်မှာဂိုးထက်မျိုးမှဖြစ်ပါရင်ယူနိုက်တက်ကဘလောက်ပဲအခြေအနေဆိုးနေပါစေလူဘောက်ကတော့အခြေအနေမှာဒုက္ခပေးနိုင်ပါရင်ဒါကလည်းခါးသီးတဲ့အင်္ဂလန်ပြိုင်ပွဲမှုဖြစ်ပါရင်လူဘောက်နဲ့ယူနိုက်တက်ဆိုတာအင်္ဂလိပ်ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာအောင်မြင်ဆုံးသတင်းဖြစ်ကြတဲ့အကြောင်းပြန်ဆန်မှုကြီးမားလွန်းတာဖြစ်ပါရင်ယူနိုက်တက်ကစားမအနေနဲ့အမရင်ချာအကွဲပြဲဖြစ်နေတယ်ဆိုတဲ့သတင်းကလည်းမမှန်ပါဘူး။ ခရစ်ဝီလာရဲ့ဖော်ပြချက်အရယူနိုက်တက်ကစားမတွေဟာအမော်ရီရဲ့နေစနစ်တွေကိုတန်လျာရှိခဲ့တယ်ဆိုတာကတော့အမှန်ပဲဖြစ်ပါရင်ဒါပေမဲ့ကစားမအနေနဲ့အမော်ရီကိုပါဆင်ရရမုန်းနေခြင်းလုံးဝမရှိပါဘူးအမော်ရီနဲ့တူအောင်မြင်ခြင်းနေပြီးဒီနည်းပြနဲ့အဆင်ပြေခြင်းနေတာဖြစ်ပါရင်ဒီလိုက်တဲ့လိုလမဟုတ်ကောလေးဝဲဆန်ရှောင်းနဲ့မေးဆက်ပေးမလားဆိုတာကတော့ဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါရင်ဟုတ်ကဲ့ပါဗျာဗီလီကတော့ပါမယ်နောက်နေ့မှလည်းအကစားလေးပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီလိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနေကောင်းချိုလိုက်ရပါတယ်ခင်ဗျာ